။ရာဇဝိကျင့်ကြောဥပဒေပုံမှန်၄ရက်တင်ပုံမှန်ခွဲ၁အရာလူငိမ့်သက်တာခွဲပြုလိုက်သည်။အမိတ်အရာအောင်လင်းတွေဒုတိယဗိုလ်ချုပ်ကြီး အတွင်ရေးမှုဟုဖော်ပြပါရှိပါရဲ့ရှင်။ မင်္ဂလာပါရှင်။ဗမာခေတ်သစ်တရင်ဌာနမှပြန်နေကြဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဆွမ်းလာ20ရက်နေစိတ်ဝင်စားပွဲမြမတော်လန်ရေထိတ်တန့်ရောက်တရင်များကိုဆက်လက်အစဉ်ကန်တင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတရင်နေနဲ့လူလူကောင်းဆောင်တောင်းဆန်းစုကြည်ကလက်နက်ကင်တော်လန်နေသူများပေါ်နားလေစာနာဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်လူလူကောင်ဆောင်ထောင်ဆန်းစုကြည်ကအကြမ်းမဖက်ရေးမှုကိုဆွဆွဲမြင့်မြင့်ကင်ခဲ့တော်လဲလက်နက်ကင်တော်လန်နေသူများပေါ်နားလေစာနာမှုရှိကြောင်း NLD ဘုအလုံးမှုဆောင်ဦးဟန်သားမြင့်ကပြောဆိုထားသည်ဇွန်လ18ရက်နေ့ Public Voice Television PVTV သတင်းဌာနဆောင်မကန်နာတွင် NLD ဘုအလုံးမှုဆောင်ဦးဟန်သားမြင့်ကတောင်ဆန်းစုကြည်နှင့်လက်နက်ကင်တော်လန်ရေးဆိုသောဆောင်မကိုရှိသားဖော်ပြခဲ့ပြီးရင်းဆောင်မတွင်ဦးဟန်သားမြင့်ကအထက်ပါတိုင်ပြောဆိုရေးသားထားခြင်းဖြစ်သည်တောင်ဆန်းစုကြည်နှင့်ဖြင့်သူကိုယ်တိုင်က လက်နက်ကင်တော်လန်ရင်ကိုဆွန်လွန်ထားတော့လေလက်နက်ကင်မီတော်လန်နေသူများအပေါ်စာနာနာလေးမှုရှိသေးကိုပြသခဲ့ကြောင်းဥဟန်တော်မြင့်ဆောင်းမာရင်ရှိတာဖော်ပြထားတဲ့ ထောင်ဆန်းစုကြည်ပေါ်ရခဲ့တဲ့ဥဆုံးအမြင်ကတော့သူကရွှေပြည်တမလာလက်တွေ့ကြကြစဉ်းစားတက်သူလားပေါ့။နဝတကအာနာသိမ့်ပြီးနောက်ပိုင်းမှာ NLD ကိုဖွဲ့စည်းပြီးခေါင်းဆောင်ပြန်တော့လေအထူးကအနေဆုံးဖြစ်အောင်အကြမ်းမဖက်ရေးမှုကိုပဲထောင်ဆန်းစုကြည်ကဆွဆွဲမြဲမြဲကိုင်ခဲ့ပါရယ်။ဒါပေမဲ့သူပထမအချိန်အကျေချုပ်ကပြန်လွတ်မြောက်လာပြီးနောက်လက်ခံပြောကြားခဲ့တဲ့အင်တာဗျူးတစ်ခုမှာအနောက်တိုင်းသတင်းစာဆရာတယောက်ကထောင်ဆန်းစုကြည်ဟာအကြမ်းမဖက်ခြင်းမူဝါဒကိုမပြောင်းလဲပဲကင်ဆွဲထားမဲ့တီလာတစ်ခုဖြစ်ခံယူထားလာလို့ဂျောင်းပိတ်မိခဲ့ပေမဲ့ င်းအမကဟုတ်တယ်လို့မပြောခဲ့ပါဘူးမိမိကိုယ်တိုင်ကလက်နက်ကင်တော်လန်ရေးကိုဆွန့်လွတ်ထားပေမဲ့လက်နက်ကင်ပြီးတော်လန်နေသူတွေအပေါ်မှာနားလေစာနာမှုရှိတယ်ဆိုတော့ကိုတော့ NLD ကကျင်းပတဲ့1998ခုနှစ်ပြည်ထောင်စုနှစ်အခမ်းအနားမှာမဲတဘောထကြီးညာချက်ကိုတရားဝင်ထောက်ခံလိုက်ခြင်းဖြင့်ပြသခဲ့ပါတယ်ဟုဥဟန်သာမြင်ဆောင်ပါရင်ရှိသားထားသည်ဂျွန်ဆန်ဆွေကြီးအနေဖြင့်ပြည်သူလူထုအတွက်မလုံခြုံသောအလုပ်များကိုလုပ်ခဲ့ရရာတွင် NLD ပါတီကိုပြန်လည်မှတ်ပုံတင်ပြီး2012ခုနှစ်ဂျာပြည့်ရွှေကောက်ပွဲဝင်ရောက်ရှင်းပြရန်ဆုံးဖြတ်ချက်ချခဲ့ကြောင်း NLD ဒီအစိုးရဖြစ်လာခြင်းနဲ့လည်းမလုံချင်တော့လုံများကိုတောင်းဆန်းစုကြည်လုပ်ခဲ့ရကြောင်း2022ခုနှစ်ဖေဖော်ဝါရီလတွင်ဆရာနာသိမ်းမှုကြောင့်လုံခဲ့သည့်အလဟသက်ဖြစ်ခဲ့ရကြောင်းလူငယ်လူရွယ်များကလက်နက်မကိုင်းလင်းမဖြစ်တော့ရေး EOS များတဲ့ဝင်ရောက်ပူပေါင်းပြီးဆရာနာရှင်တိုက်ဖြတ်ရေးလုပ်နေရသည်ဟုဦးဟန်သားမြင့်ကဆက်လက်ရေးသားထားသည် လက်နက်ကင်ရင်မတော်လန့်ရင်မဖြစ်တော့ဘူးတခြားရွေးချယ်စရာလမ်းတွေကုန်သွားပြီဆိုတဲ့အထိဖြစ်သွားရတဲ့လူငယ်လူရွယ်များဟာလက်နက်ကင်တော်လန့်ခြင်းဖြစ်တဲ့ EOS များထဲမှာဝင်ရောက်ပူပေါင်းပြီးတော့လကောင်းတိတ်တန့်စူးစီးရက်တီလျက်တော့လကောင်းမလုံးမဖြစ်တဲ့ဆဲအနာရှင်တိုက်ဖြတ်ရေးကိုလှုပ်ရှားရပါတော့တယ်အလားတူပါပဲ2020ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ကိုယ်စားလှယ်များကလည်း CRPH တို့ဖွဲ့စည်းပြီးနောက်အခြားတော်လန့်အင်အားစုများနဲ့ပူပေါင်းက NUG NUCC စသည်တို့ကိုဖွဲ့စည်းလှုပ်ရှားကြတာဟာလေမလုံးမဖြစ်လို့လှုပ်ရှားရတာပါပဲ ဒီလိုကိုစံနာအပေါ်မတည်ပဲမလုံးမဖြစ်တဲ့အလုပ်ကိုလုပ်ခဲ့ကြရဲဆိုတာကိုအမကနားလေသဘောပေါက်ထောက်ခံလိမ့်မယ်လို့ကျွန်တော်ကတော့အခိုင်အမာရှုံပါတယ်ဟုဥဟန်သားမြင်ကရှိသားထားတယ်။စစ်တပ်လော်ဘီများနဲ့စစ်တပ်ကငွေကြေးထောက်ပံ့ထားသောမီဒီယာအမေရိကန်လော်ဘီများကတောင်းဆန်းစုကြည်အနေဖြင့် CRPH NUG တို့ကိုမသိရှိဟုစစ်ကောင်စီတရားရုံးနဲ့ထွက်ဆိုထားသောကြောင့် NUG နဲ့ CRPH ကိုတောင်းဆန်းစုကြည်ကမထောက်ခံဆိုသောလိမ့်လေဝါဒဖြန့်မှုများကိုစစ်လော်ဘီ Telegram Channel များတွင်အလုံးအရင်းဖြင့်ယခုရက်ပိုင်းဖြန့်ဝေဝါဒဖြန့်လျက်ရှိ ှိနေသည်ဆလဘီပလဲမြို့နယ်ကံတောင်ရဲစခန်းတွင်တိုက်ပွဲတွင်စစ်တပ်ဘက်မှ40ကျော်ခန့်တေဆုံးပြီးလက်နက်ခဲယမ်းချို့သိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်စကိုင်းတိုင်းပလဲမြို့နယ်ကံတောင်ရဲစခန်းတွင်တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ40ကျော်ခန့်သေဆုံးခဲ့ကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် People Liberation Army PLA မှတာဝန်ရှိသူတို့ကရှမ်းကုန်းခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ဇွန်လ19ရက်နေ့နနက်6:40မိနစ်အချိန်စကိုင်းတိုင်းပလဲမြို့နယ်ရှိကန်တော်ရဲစခန်းကို ပြည်သူ့လူမျိုးရေးတပ်မတော် PLA ဦးဆောင်မှုဖြင့်တော်လိုင်းမာမေတပ်ပေါင်းစုကသိမ်းပိုင်နိုင်ခဲ့ကြောင်းကန်တော်ရဲစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော်ကဇွန်လ2ရက်နေ့တွင်စတင်ထိုးစစ်ဆင်ခဲ့ပြီးရဲတပ်ဘက်နှစ်ဘက်ကြောကြားဇွန်လ19ရက်နေ့တွင်အောင်မြင်စွာသိမ်းပိုင်နိုင်ခြင်းဖြစ်ကြောင်းသိရှိရသည်။ရန်သူဘက်ကတေဆုံမှုစီးရင်တွေကတော့အတိအကျမသိရသေးဘူး။အနည်းဆုံးရန်သူဘက်က40ကြောသိမယ်လို့မှန်းထားတာပေါ့။စရင်အတိအကျတော့အတိမပြေနိုင်သေးဘူးဟုပြည်သူ့လူမျိုးရေးတပ်မတော် People Liberation Army ီ PLA မှတောင်းအရှိသူကပြောဆိုသည်ကန်နော့ရေစကန်ဒင်းတိုက်ပွဲတွင်စစ်ကောင်စီကလေးချောင်းပစ်ကိုတရက်ဆက်ပေးခဲ့ပြီးအပြင်ထံခူကန်ခဲ့ကြောင်းဇွန်လ၂ရက်နေ့မှစကန်သိမ်းနိုင်သည့်ဇွန်လ၁၉ရက်နေ့အထိလေးချောင်းတိုက်ခတ်မှုအချိန်နှောင်းကျော်ပြုလုပ်ခဲ့ပြီးဖုံးသည့်အလုံးရေ900ကျော်ကျေချခဲ့ကြောင်း Jet Fighter များ112လေးယာဉ်များပြင် MI-35 တိုက်ခိုက်ရေးရဟယင်းနဲ့စစ်တပ်လေတီးများဖြင့်လည်းလာရောက်တိုက်ခတ်ခဲ့ကြောင်းသိရှိရသည်။ကန်နော်ရဲစကန်သိန်းတိုက်ပွဲတွင်စွန်လ10ရက်နေ့နေ့လယ်12:15မိနစ်အချိန်တိုက်ပွဲသို့လေကြောင်းပစ်ကူလာပြီးသောစစ်ကောင်စီ F-7 အမျိုးအစားတိုက်လေယာဉ်တစ်စီးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပစ်ချနိုင်ခဲ့ပြီးလေယာဉ်ပျက်ကျသွားကလေယာဉ်မှုလည်းသိမ်းဆုံးသွားခဲ့ကြောင်းသိရှိရသည်။စစ်ကောင်စီကကန်နော်ရဲစကန်မကြားစေရတဲ့လေကြောင်းပစ်ကူအများအများဖြင့်မြေပြင်စစ်ကိုစစ်ကြောင်းများလက်နက်ခဲယမ်းများရိတ်ခါများလည်းပေးပို့ခဲ့ကြောင်းအထူးအားဖြင့်ကန်နော်ကျေးရွာနှင့် မိုင်ခွဲကန်ကွာဝေးသော စစ်ကောင်စီပြည်သူစေပြူစောတိများအခြေဆိုင်ရာအင်မတီရွာသို့ MI70 ရဟယင်ပြင်အချိန်ချင်းစစ်ကူပို့ခဲ့ကြောင်းအင်မတီရွာမှထွက်လာသောပြူစောတိနှင့်စစ်ကောင်စီပူးပေါင်းစစ်ကူစစ်ကြောင်းများကိုပြည်သူလူမျိုးရေးတမရုံ PL နှင့်မဟာမိတ်တပ်ပေါင်းစုများကစစ်ကြောင်းပြက်သည့်အထိအောင်မြင်စွာတိုက်ခိုက်ဖြတ်တောက်ထားနိုင်သည့်ပြင်ကန်တောင်းသို့စစ်ကူများမရောက်နိုင်မဲရှိနေခဲ့ကြောင်းသိရှိရသည် ကန်တော်ရဲစခန်းရှိကိုရခဲ့ရမယ့်စစ်ကောင်စီစစ်သားများမှလည်းစစ်ကူလာတဲ့အချိန်တိုင်းတက်လန်ကြခဲ့ကြောင်းစစ်ကောင်စီကလေကြောင်းမှ112လေယာဉ်ဖြင့်ကန်တော်ရဲစခန်းသို့ရှိခါကြောင်းများခဲရများချပေးခဲ့တယ်လို့စစ်ကောင်စီစစ်သားများကလာရောက်ယူဆောင်ခြင်းပြည်သူလူမျိုးရေးတပ်မတော်ရဲဘော်များကပြစ်ခတ်ဟန်တာသဖြင့်ရှိခါကြောင်းများခဲရန်ကြောင်းများစခန်းထဲသို့မရောက်နိုင်ခဲ့ပေ။ယခုတိမ်မိုက်ရရှိသောကန်တော်ရဲစခန်းသည်အချက်အချာကြသောအာဆီယံလမ်းမကြီးပလဲကန်ကောလမ်းမိုင်းပေါ်တွင်တည်ရှိပြီးရှင်းလန်းသည့်အိန္ဒိယနိုင်ငံထိသွားလာနိုင်သည့်ဖြင့်မဟာဗျူဟာအရအလွန်အရေးပါသော ော်နေရာဖြစ်ကြောင်းထို့ပြင်ကန်တောင်မအနောက်မြောက်ဘက်မိုင်30ကျော်အကွာတွင်စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆ23တိရှိပြီးအနောက်တောင်ဘက်35မိုင်ခန့်တွင်ကပ္ပဆ24တိရှိကြောင်းသိရှိရသည်။ကန်တော့ရေစကန်သည်ပလဲမြို့မှရေစကန်ပင်လင်ဒုတိယအကြီးဆုံးရေစကန်ဖြစ်ပြီးဘန်ကားများမိုင်ခွေများခရုတ်ကျဲများဖြင့်ခန့်စစ်အထက်ထက်ပြင်လာသောတက်စကန်တစ်ခုဖြစ်ကြောင်းကန်တော့စကန်သိန်းတိုက်ပွဲတွင်ပြည်သူလူမျိုးရေးတပ်မတော်မှအမျိုးသမီးရှဲပေါ်များလည်းရွေရွချွန်ချွန်ပါဝင်ကတိုက်ပွဲဝင်ခဲ့ကြောင်းသိရှိရသည်။ ကနော်ရဲစကန်ကိုပြည်သူလူမျိုးရေးတမတော် PLA မှတင်ပိုင်ရရင်မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရေမာပင်ခရိုင်အမှတ်7တရင်စစ်တပ်နဲ့တမတော်ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF တောင်နဲ့နေစီမချပျောက်ကြားတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကလည်းပူးပေါင်းပောင်ဝင်တက်ခတ်ခဲ့ကြကြောင်းသိရှိရသည်ဆလဘီကောတူးလီအစိုးရဖွဲ့ဖွဲ့ရင်လုပ်ငန်းစဉ်80ရာခိုင်နှုန်းကျော် PC နေပြီဟု KNU ပြောပြည်တော်စုရဲနဲ့အဖွဲ့ဝင်ဖြစ်ပောင်ဝင်ရဲ့တေချာဟု KNU ထက်မှန်အသေးပေးဆွဲတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင် င်ကရင်မျိုးသားအစည်းအရုံး KNU ကဦးဆောင်ပြီးကော်တူးလီအစိုးရဖွဲ့စည်းရန်ဆိုင်ပြင်းနေပြီး2025ခုနှစ်အတွင်းဖြစ်ပေါ်လာနိုင်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူဘရိုဆော်တော်နီကပြောကြားသည်ကော်တူးလီအစိုးရကိုကြေညာမည်အချိန်ကာလကော်တူးလီပြည်တိဆောက်ရာတွင်လူငယ်များအဖိတ်ကော်မှုအကြောင်းစားသည်လို့နှင့်ပတ်သက်သည်ဇွန်လ14ရက်နေ့တွင်ကြားရောက်သောကော်တူးလီနေတွင်ရှင်းလင်းပြောကြားချက်ကို KNU ဘဟုကဇွန်လ19ရက်နေ့တွင်ထပ်မံဖော်ပြထားသည် ကောတူလီအစိုးရကိုဘရော့တိဆောင်မယ်ဆိုတာကတော့တိဆောက်ဖို့လုံးဝဆိုင်းပြင်းနေတယ်ဆိုတာမှန်နေဒါကလုပ်ငန်းစဉ်ထဲမှာပဲရှိတယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းစဉ်က80ရာခိုင်နှုန်းအထက်မှာပြီးစီးပြီလို့ပြောလို့ရတယ်ဆိုပေမဲ့တကယ်တမ်းနေရဲ့အတိအကျပြောလဲအခါကျကျွန်တော်တို့ပြောရနည်းနည်းခက်တယ်2025ထဲမှာဖြစ်ရင်လည်းဖြစ်နိုင်တယ်ဟုဖရိုစော်တော်နေကပြောတယ်ထို့ပြင်2026ခုနှစ်တွင်ဖွဲ့စည်းနိုင်ခြင်းမျိုးလည်းဖြစ်နိုင်တယ်ဟု၎င်းကဆက်ပြောတယ် တခုသေးချာပြောနိုင်တာကကောတူလီအစိုးရကနေပြီးတော့ပြည်ထောင်စုထဲမှာအဖွဲ့ဝင်တခုအနေနဲ့ကျွန်တော်တို့ဖော်ဆောင်နိုင်မဲ့ပြည်ထောင်စုကြီးထဲမှာကျွန်တော်တို့ပါမသေးချာတယ်ဟုဖရိုဆော်တိုနီကပြောကြပြီးမဝေတော့သည့်အနာဂတ်၌အကောင့်ထဲဖော်မည်ဟုလည်းအသိပေးသည်။ကောတူလီအစိုးရသည်တော်လိုင်းကာလာနိုင်ဖွဲ့စည်းမြေအစိုးရဖြစ်သည့်နှင့်အညီ KNU ကခေါင်းဆောင်မှုပိုင်းလမ်းညွှန်မှုနှင့်ထိန်းချုပ်မှုပိုင်း၌ရှင်နေမည်ဖြစ်ပြီးအခြားလူတို့လူဒန်းစားများကိုစားပြုမှုများအလုံးပါဝင်နိုင်မည်ဟုပြောသည်။ကရင်မဟုတ်သည့်လူမျိုးများလူငယ်အမျိုးသမီး2020ရွေးကောက်ပွဲကိုယ်စားလှယ်များပါမည်ဟု ngule sode အခုကျွန်တော်တို့ကောတူလီအစိုးရတရက်အနေနဲ့တည်ထောင်ပြီဆိုရင်တကယ်လိုက်ပါလာမယ့်အချက်ကအုပ်ချုပ်ရေးကိုတည်တည်ငြိမ်ငြိမ်လုပ်နိုင်မှုအတွက်တကယ်အရေးကြီးပါတယ်။အရေးကြီးဆုံးဒီအချက်ကိုဖြည့်ဆည်းနိုင်မှုအတွက်ဆိုရင်ကျွန်တော်တို့ဘသူတွေလိုအမလဲအထူးသဖြင့်လူသားအရှင်မြတ်တွေကကျွန်တော်တို့လူငယ်တွေကိုပဲပြန်ပြီးအားကိုးရတော့မှာဖြစ်တယ်။အဲဒါကြောင့်မလို့ကောတူလီထဲမှာရှိသော ကောတူလီအပြင်ဘက်မှာရှိသောကျွန်တော်တို့ခင်ရဲ့အမျိုးသားအလုံးနဲ့တစ်ချိန်တည်းမှာလည်းကျွန်တော်တို့နဲ့လက်တွဲချင်တဲ့တခြားလူမျိုးတွေအပါအဝင်ကျွန်တော်တို့လည်းဖိတ်ခေါ်ရဲဟုဘရူဆော့တော်နီကပြောသည်။ကောတူလီပြည်အခြေဝင်နဲ့ပတ်သက်ပြီး၎င်း ောင်းတို့၏သဘောထားကိုပြောပြရန်တရားမျှတသည့်အကျယ်ဝန်းဖြစ်ရမည်ဟုပြောသည် တရားမျှတတဲ့အခြေဝန်ရှိတယ်ဆိုတော့တရားမျှတမှုလည်းရှိရမယ်ကိုပိုင်ပြဋ္ဌာန်းခွင့်လည်းရှိရမယ်ဆိုတဲ့အချက်ပေါ်မှာမူတည်ပြီးဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့အဓိကအကျဆုံးကအခုတော်လန်ရေးမှာလက်ရှိကျွန်တော်တို့စုပ်ကိုင်နေတဲ့အနေအထားကကျွန်တော်တို့ခရိုင်တပ်မခုနှစ်ခုကိုအခြေခံထားရဲပေါ့နော်ဒါပေမဲ့အဲ့ဒါတရက်သေးမဟုတ်ဘူးအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့2021နောက်ပိုင်းမှာကျွန်တော်တို့နေပေအရာအထူးသဖြင့်ဆုံးရှုံးသွားတဲ့နေမြေကကျွန်တော်တို့အများကြီးပြန်လည်ရယူနိုင်ခဲ့ပါတယ်ဆိုတော့အဲ့ဒါတွေနဲ့ဆက်ဆက်ပြီးအခြေအနေတည်သွားမှာဖြစ်ပါတယ်ဟုပရိုဆော်တော်နီကပြော ောသည်2021ခုနှစ်ဆီယနာသိမ်းမှုနောက်ဆုံးကြိမ်ဖြစ်ပေါ်လာတဲ့အခါတိုင်းပြည်အခင်းအကျင်းလုံးဝပြောင်းလဲသွားပြီးဘို့အာဏာပိုင်အဖွဲ့မရှိတော့ဟုလည်းကောင်းကဆိုသည် ဘ ਹੁ အခြေအနေကဘလို့အထိဖြစ်သွားပြီလဲဆိုရင်ကျွန်တော်တို့တိုင်းပြည်လွန်ခဲ့တဲ့2980 80ကလွတ်လပ်ရေးမရခဲ့အခြေအနေထိပြန်ရောက်သွားပြီအဲ့ဒါကြောင့်မို့လို့ဒီတိုင်းပြည်ကဘာဘ ਹੁ အာနာပိုင်းမှတိတိကျကျအခါမှာကျွန်တော်တို့ဒီတိုင်းပြည်ကိုပြန်ပြီးတော့ Federal ပြည်တော်စုတစ်ခုတည်ဆောက်မယ်ဆိုရင်အတေကအကောင်းဆုံးအသင့်တော်ဆုံးတစ်ချက်ကအောက်ခြေကနေစာစုဖွဲ့ပြီးတော့တအူချင်းတဖွဲ့ချင်းပြန်ပြီးတော့စူပေါင်းပေါင်းစုံလာပြီးတော့အောက်ခြေကနေဖွဲ့စည်းလာတဲ့အနေအထားမျိုးသားလေးအတေကဖြစ်တဲ့အဖြစ်ပဲဟုဘရူဆော်တော်နေကပြောတယ် လူမျိုးပေါင်းစုံရှိသည့်နေရာအလုံးပြည်တော်စုရဲရှိသည့်လူများအလုံးဒီမိုကရေစီအခွင့်အရေးရရှိရေးလှုံ့ဆော်မည်ဆိုသည်မှာကရင်အမျိုးသားမြိုက်ရှိမှန်းချက်နိုင်ငံရေးယုံကန့်လှုံ့ဆော်မှုတို့တွင်တောက်လျှောက်ကင်ဆွဲထားတဲ့အချက်ဖြစ်သည်ဟုလည်းပြောပြသည်အရင်ပုံမူတည်ပြီးတော့အခုကျွန်တော်တို့ပြည်တော်စုကိုတည်ဆောက်မယ့်အခါမှာလေကျွန်တော်တို့ဟာပြည်တော်စုရဲ့အဖွဲ့ဝင်ကောတူလီအနေနဲ့တည်ဆောက်တဲ့အခါမှာလေကျွန်တော်တို့ဒီအချက်ကိုဆွဲကင်ထားမှာဖြစ်ပါတယ်ဟုဘရိုဆော်ဒော်နီကပြောကြားသည် ။ဆလဘေးမင်းလာတွင်တိုက်ပွဲဖြစ်ပွားပြီးနောက်တောင်ပြက်ရွာမကိုစစ်ကောင်စီမိရှုဆွေတရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ရေးအခြေအနေများတင်မာနေသည့်ပဲခူးတိုင်းနောက်ဘက်ကျန်းတာယာရိခိုင်မင်းလာမြို့နယ်တွင်ထောက်ကျန့်ကျေးရွာအုပ်စုတောင်ပြက်ရွာမတွင်တိုက်ပွဲဖြစ်ပွားပြီးနောက်အဆိုပါရွာကိုစစ်ကောင်စီကမိရှုနေကြောင်းတရင်ရင့်မြစ်များကပြောဆိုသည် ရှနေနနက်၄နိုင်ဝင်ခြင်းခံကစာရေးတောင်ပြက်ရွာမှာတွင်ရှိစစ်ကောင်စီတအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာမှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းမင်းလာမြို့နယ်ခြေဆိုင်တော်လရင်နှင့်နေဆက်သူတို့ကပြောသည်။စကားအင်အားနည်းတဲ့ထင်မိဝင်တိုက်တာစကားဘက်ကတက်ဖြောက်ထားတာအင်အား၄00ကျော်လောက်ရှိတယ်။အကုန်ပိတ်မိပြီး၅ရောက်ရှင်ဖန်ခံရအလောင်းပြန်ရတာက၂ရောက် PDF ဘက်ကကနအိုးတိရတာကစကားဘက်က73ရောက်သေးတယ်ဟုအဆိုပါမင်းလာမြို့နယ်ခြေဆိုင်တော်လရင်နှင့်နေဆက်သူကပြောသည်။တိုက်ပွဲတွင်နှစ်ဖက်ထိခိုက်သေးဆုံးမှုများရှိခဲ့ကြောင်းသိရတော့လေအချိန်နေ ေးစိတ်ကိုမျိုးစိမကဆက်လက်တည်ပြုနေစေဖြစ်သည်။ အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက်ယနေ့စွန်လ20ရက်နေ့နေ့လယ်တနိုင်ခန်းကစတင်၍တောင်ပြက်ရွာမှရှိဒေသခံတွေများစစ်ကောင်စီကမီးရှို့နေကြောင်းသတင်းရှိမြတရကဆိုသည်မိုးလေးရွာလာတော့မီးလောင်တာတတ်တာမလားတော့မသိဘူးဟု၎င်းကပြောသည်မင်းလာမြို့နယ်တွင်ပြီးခဲ့သည့်စွန်လတတိယပတ်အတွင်းမှဆောင်ရတိုက်ပွဲများနေစဉ်ဆိုသလိုဖြစ်ပွားမှုရှိနေသည်ပြီးခဲ့သည့်စွန်လ18ရက်နေ့တွင်မင်းလာမြို့နယ်ကင်တိတ်ကုန်းချေရွာဝင်းဆိုင်ပုံအနီးရှမ်းကုန်းပြည်ကားလမ်းမပေါ်တွင်ဆိုင်ကယ်စည်းလာသည့်စကားတပ်သားများအားတာယာရီခိုင်တိုင်တုံးရှိတုံညာနှင့်တက်ခွေလီမြောင် ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့နဲ့မင်းလာမြို့နယ်ပြည်သူ့ကောင်ရဲဖွဲ့ကပူပေါင်းရေးမိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာရှဲတူတေဆုံပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းပူပေါင်းတပ်များကတရင်ထုတ်ပြန်ထားသည်အလားတူဇွန်လ16ရက်နေ့တွင်မင်းလာမြို့နယ်စစ်ကွင်းမြို့နယ်ရှမ်းကုန်းပြည်လမ်းမကြီးဆုံရစစ်ကွင်းတာဆုပ်ရှိစစ်ကောင်စီတပ်စခန်းအားတော်လိုင်းပူပေါင်းတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာနိုင်ဝက်ခန့်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကအရာရှိလေးကိုအပောင်းဝင်ထိခိုက်သေးဆုံးသူ20ဦးခန့်ရှိခဲ့ကြောင်းသိရသည်အဆိုပါနေ့တွင်မင်းလာမြို့နယ်ဆိုင်အိုင်ချောင်းပေါက်ရွာဘက်သို့စစ်ကြောင်းထွက်လာသည့်စစ်ကောင်စီတပ် အားတော်လင်းပူပေါင်းတပ်များကတိုက်ခိုက်ခြင်းရှိတဲ့ကဲ့သို့ရှမ်းတော်ချေရွာနေရင်လည်းစစ်ကောင်စီတပ်အင်အား25ကိုပအဝင်စီးနေလာတဲ့စစ်ကားတစ်စီအားဖိတ်ဆို့တိုက်ခတ်မှုပြုလုပ်ခဲ့ခြင်းရှိသည်